လမယာမဲကိုနေမာညာပေါင်းပြီးလမ်းမရောက်မှကိုစိုးရိမ်နေကြတဲ့ပြိတက်များလက်ရှိဘောလုံးရစီကုံဆုံးပြီးနေရာဒီအားလိုက်ရကာလာမှာတော့ဘာစီလိုနာတင်းနဲ့နီကတ်ဆက်နွယ်နေတဲ့ထင်ရှားတဲ့ကစားမတော်အုပ်ဖြစ်တဲ့နေမာနဲ့လမယာမဲတို့အထူးထူးပေါင်းမိနေကြတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒီနေ့ဦးစလုံးကဘာစီလိုနာရဲ့တမိုင်းမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။နေမာကတော့ဘာစီလိုနာရဲ့စီနီယာဟောင်းတချိန်ကအတင်းရဲ့ဒီကတိုက်စစ်ကိုဦးဆောင်ခဲ့တဲ့ထိတ်တန့်ကျယ်ဝင်ဖြစ်ခဲ့သူဖြစ်ပြီးလမယာမဲကတော့လက်ရှိချိန်မှာဘာစီလိုနာရဲ့နာဂတ်တော်အားထားရဆုံးစီဇွန်ထက်ဆုံးထွန်းတောက်လာတဲ့လူငယ်ကျယ်ဝင်လေးပဲဖြစ်ပါတယ်။သူတို့နဲ့ဦးစလုံးရဲ့ပေါင်းဆက်မှုဟာဘောလုံးပရိသတ်ကြီးမှာစိတ်ဝင်စားမှုနဲ့စူးစမ်းမှုတွေကိုမြင့်တက်လာစေခဲ့ပါတယ်။ တဖက်မှာတော့လမယမဲကစားသမားပေါ်အနာကတ်တွေကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေလည်းရှိနေတယ်လို့လူမှုကွန်ရက်ပေါ်မှာပြည်သက်တွေကဝေဖန်ပြောဆိုနေကြပါတယ်။နေမတဲ့လမယမဲတို့နှုတ်စလုံးဟာလူရည်စီအားလည်းရက်မှာကောင်းမလေးတွေဝိုင်းဝိုင်းလည်နေတာချင်းလည်းတူညီနေတယ်လို့မီဒီယာတွေကဖော်ပြနေပါတယ်။အထူးသဖြင့်လမယမဲလို့အသက်ငယ်ငယ်လေးနဲ့ကစားသမားပေါ်အောင်မြင်မှုတွေစတင်ရရှိနေတဲ့တို့ကလက်ရှိချိန်မှာအသက်30အရွယ်မမကြီးတူဦးနဲ့ပါတွဲခုံနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဟာဘောလုံးပြည်သက်တွေကြားမှာအာအသက်စရာဖြစ်ခဲ့ပြီးသူ့ရဲ့နာကတ်တွေစိုးရိမ်ပူပန်မှုတွေကိုပုံပုံမြင့်တက်စေခဲ့တာပဲဖြစ်ပါတယ်။ နေမရဲ့ဘောလုံးမဘွားကိုပြန်ကြည့်မယ်ဆိုရင်လေသူကသူ့ရဲ့ကစားသမားဘွားအကောင်းဆုံးအသက်အရွယ်တွေမှာကမ္ဘာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ဘလူနီယိုဆုတီမှန်းနိုင်တဲ့ခြေစွမ်းမျိုးကိုပြသခဲ့ဖို့ပါတယ်။ဘာစီလိုနာမှာမက်ဆီနဲ့ဆွာရက်တို့နဲ့တူ MSN တိုက်စစ်အတွဲကိုဖန်တီးပြီးတိုင်မတ်ခန်စီတီကိုအိမ်မဆိုးပေးခဲ့တဲ့ဖလားပေါင်းများစွာကိုစုခုခဲ့တဲ့ချိန်တွေဟာဘောလုံးပရိသတ်ကြီးအားလုံးရဲ့မျက်ညံထဲမှာဆွဲတင်နေအောင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနဲ့စရာကောင်းတာကတော့နေမာသူ့ရဲ့ထူးချွန်ပြောင်းပြောင်းတဲ့ဘောလုံးရည်ချင်းတွေရှိနေပေမဲ့လေ၊ကွင်းတွင်ကွင်းပြင်ပြဿနာတွေ၊ဒိုင်ယာပြဿနာတွေနဲ့ကစားသမားဘွားကနှမျောစရာကောင်းလာအောင်ဖြစ်ခဲ့ရတာပါ။ အထူးသဖြင့်နိုင်ငံတော်များပြားတာစီကြမလိုက်နာပဲပါတီဘောတွေတက်တာအပြောင်းအလဲကိစ္စရပ်တွေမှာပြဿနာတွေဖန်တီးခဲ့တာစတဲ့ပြုမှုတွေဟာသူ့ရဲ့ကြံ့ခိုင်မှုနဲ့ကွင်းတွင်းဆက်ဆောင်ရေးပေါ်များစွာထိခိုက်တက်ရောက်ခဲ့ပါတယ်ဒီလိုကွင်းပြင်ပါပြဿနာတွေကြောင့်မြန်မာရဲ့လာလာပြည်နယ်ကစားသမားဘောဟာထုတ်ထိပ်အောင်မြင်မှုတွေကိုများရှိခဲ့ပေစောစီစွာအဆုံးသတ်ခဲ့ရတယ်လို့ဝေဖန်သူတွေကဆိုကြပါတယ်အခုတော့ဘာစီလိုနာရဲ့အားထားရတဲ့လူငယ်ကျယ်ပိုးလေးလမယမတယောက်မြန်မာနဲ့အတူတူပေါင်းသင်းဆက်ဆံနေတာအချိန်တွေအတူတူကုံဆုံးနေတာကြောင့်ဘောလုံးပရိသတ်တချို့ကတော့ရာမဲတယောက်နေမာစီကမကောင်းတဲ့အကျင့်တွေ ကွင်းပြင်မှာပြဿနာတွေကူးဆက်ပြီးသူရဲ့ဘောလုံးသမားဘွားကနာဂတ်ပြက်စီးသွားမှကိုကြီးစွာစိုးရင်ပူပန်နေကြတယ်လို့လူမှုကွန်ရက်တွေမှာပိုးဝင်နေရင်းဝေဖန်ပြောဆိုနေကြပါတယ်။လမယမေဟာဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီကနေထွက်ပေါ်လာတဲ့ထူးချွန်တဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ပြီးသူရဲ့အသက်ငယ်ငယ်လေးနဲ့အတင်းကြီးမှပြတ်သားနေတဲ့ခြေဆောင်ပြမှုတွေကြောင့်ဘာစီလိုနာရဲ့နာဂတ်ကိုတန်းဆောင်မဲ့ကစားသမားဖြစ်အတင်းနဲ့ပြည်သက်တီကအားထားနေကြသူပါ။ဒီလိုလာလာကောင်ပြီးတောက်ပတဲ့နာဂတ်ပိုင်ဆိုင်ထားတဲ့ကစားသမားလေးတို့ဟာကွင်းပြင်ဘက်ကမလိုလားအပ်တဲ့ပြဿနာတွေချော်ပြေးကိစ္စတွေကြောင့်သူရဲ့ဘောလုံးသမားဘွားကနာဂတ်ပြက်စီးသွားမှကိုဘောလုံးပြည်သက်တီမလိုလားကြပါဘူး။ နေမယားတွေ့ကြုံကနေတင်ခဲစာယူပြီးလမယားမေအနေနဲ့သူရဲ့ကစားသမားဘွားကိုအကောင်းဆုံးအာရုံစိုက်ကာအမန်ကေအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာဆက်လက်ရှောင်ရင်းနိုင်ပါစေလို့ဘရုံပရိသတ်များအားလုံးကဆုတောင်းပေးနေကြပါတယ်ဒီလိုထူးချွန်တဲ့လူမဲ့ကစားသမားလေးတအုပ်ရဲ့အလားအလာကိုကွင်းပြင်ပပြဿနာတွေကကာကွယ်ပေးဖို့ကလည်းအတင်းနဲ့နီးပြဖွဲ့ရဲ့တာဝန်ဖြစ်တယ်လို့သုံးသပ်မိပါတယ် A Liverpool score! It's Mohamed Salah's 100th!